ဒီကျွန်တော်တို့ဒီပြီးခဲ့တဲ့ရက်ပိုင်းကပေါ့နော် PDF တွေဖမ်းသွားတယ်ဆိုပြီးတော့သတင်းထွက်ပေါ်ခဲ့တယ်ရန်ကုန်အဝေးတင်တက္ကသိုလ်ကကတိကဒေါ်ဝင်းဝင်းအောင်ပေါ့သူနဲ့ပတ်သက်ပြီးတော့အဓိကကဘာလဲဆိုတော့အားလုံးနဲ့ကျွန်တော်တို့လည်းပြောရရင်တော့ဒီနေရာမှာကျွန်တော်တို့လည်းဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့အတီဗျူချက်တွေမယူဘဲနဲ့ကျွန်တော်တို့ဒီမှာလည်းတင်ခဲ့တာရှိတယ်ကျွန်တော်အဲ့ဒါကျွန်တော်တို့ဟာပြောရလို့ရှိရင်ဒီဒီဒီသတင်းအတီတော်လည်းပြောတယ်အာခင်ဗျာနောက်ကကြရင်တော့အတီဗျူချက်ယူပါဘာကြောင့်လဲဆိုတော့သတင်းကဥပို့လို့တယ်မှန်တယ်ထူဖို့လို့တယ်မှန်တယ်သို့ပေမဲ့အဲ့ဥရာရဲ့ထူတာနဲ့ရှေ့မှာကအဲ့သတင်းက မှန်ဖို့လိုတယ်တိကျဖို့လိုတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကတစ်ဖက်ကဟာလာစံဖတ်ဖွဲ့တွေရပဲဖြစ်ဖြစ်တစ်ဖက်ကဘလို့ခေါ်မလဲ emotion ရှိတဲ့ပုလူပုံကိုတွေရပဲဖြစ်ဖြစ်သတင်းတပုတ်ကိုပြောလိုက်တာကိုကျွန်တော်တို့ကဟာဒီသတင်းကငါအရင်ဆုံးသိတယ်ဆိုပြီးတော့ကိုကတင်လိုက်ရင်ဒီသတင်းဟာသတင်းမှတော့မဟုတ် fabricated news ဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့အတွက်ကတဖြည်းဖြည်းနဲ့ credit ကျတာပေါ့နော်ဟာဒီသတင်းတောင်တော့သတ်ကြည့်ရင်ကွာသတင်းတွေက ဘယ်လိုခေါ်မလဲဖာရီကိတ်ကပြန်လုတ်ထားတဲ့သတင်းတွေပါကွာဟုတ်လားအမှန်လေးတစ်ခုပေါ်မှာအမှားကြီးပဲ80ရာခိုင်နှုန်းတော့90ရာခိုင်နှုန်းရေးထားတဲ့သတင်းတွေပါဆိုဒါမျိုးဖြစ်သွားမယ်ရဲ့လို့ကျွန်တော်ပြောတာအဲ့ဒီသတင်းပတ်သက်ပြီးကျွန်တော်လည်းဖော်ပြခဲ့ပါတယ်ဖော်ပြခဲ့ရဆိုတာဘာလဲဆိုတော့ဒီမျိုးသမီးပျောက်သွားတာဒီဟလာဒီဆီယာမပေါ့နော်ရောင်တက်ကတော်ကကတိကတော်ဝင်းဝင်းအောင်ပျောက်သွားတာသိကြတယ်ဒါအမှန်ကန်တဲ့သတင်းဒါပေမဲ့ဒီပျောက်သွားတဲ့ပုံဆိုတဲ့အပေါ်မှာသတင်းတွေမှာတက်လာတာအားလုံးက PDF အဖွဲ့အစည်းကဖန်ဆီးခေါ်ဆောင်သွားပါတယ်ဆိုတော့ဒီလိုပုံစံနဲ့ဒီလို fabricate ချက်လုတ်ပြီးတော့တက်လာတယ်။ fabricate ဆိုဒီသတင်းကိုပြုတ်ပြီးမိတက်လာတာပေါ့နော်။ ဘာမဲ့တကယ်အဖြစ်မှန်အဲ့လိုမဟုတ်ဘူး။သူကိုယ်တိုင်က PDF ထဲကိုပူဝင်သွားတာ။သူကိုယ်တိုင်က PDF ထဲကိုစိတ်ပါလက်ပါဝင်သွားတာ။အဲ့ဒီတင်းနဲ့ပတ်သက်ပြီးကျွန်တော်အရင်ဖတ်ပြမယ်။ PDF ဖမ်းသွားတယ်ကိုသတင်းထွက်ပေါ်ခဲ့သောရန်ကုန်အဝေးတင်တက္ကသိုလ်မှကတိကဒေါ်ဝင်းအောင်ဟာ PDF ဖမ်းသွားခြင်းမဟုတ်ပဲအကြမ်းဖက် AA အဖွဲ့တံတောခုသွားခြင်းဖြစ်ကြောင်းနာဆာကထုတ်ပြန်ခဲ့တယ်။ PDF မဟုတ် AA အဖွဲ့တဲ့ကိုဝင်သွားသူကိုယ်တိုင်ဝင်သွားတာ။အဲ့ဒါနဲ့ပြည်သူပါပတ်သက်ပါရေးတာဆိုရန်ကုန်ဝေးတင်တက္ကသိုလ်တတ္တဗေဒဌာနကကတိကဒေါ်ဝင်းဝင်းအောင်ကိုတထိုးကြီး PDF ကမိတိလာနဲ့တနေရာ၌ဖမ်းဆီးသွားကြောင်းသတင်းထုတ်ပေါ်ခဲ့တော့လေ ရင်းသီးမှာမှန်ကန်မှုမရှိပဲအဆိုပါဒေါ်ဝင်းအောင်ဆိုသူကိုတိုင်၎င်း၏သဘောဆန္ဒအတိုင်းအကြမ်းဖက် AA အဖွဲ့ထံသို့တောခုသွားခြင်းသာဖြစ်ကြောင်းစစ်စစ်တွေ့ရှိရဆိုပြီးနာဆာကသတင်းထုတ်ပြန်ရေးအဖွဲ့ကမေလ17ရက်နေ့အတိပေးထုတ်ပြန်ခဲ့တယ်စီးသီးချက်များအရဒေါ်ဝင်းအောင်ဟာငလင်ဘေးတံကြောင့်မန္တလေးတိုင်းဒေသကြီးမှာတက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုမိចောင်းသားចောင်းသူများအားအနီးကပ်တင်ကြားပို့ချပေးနိုင်ရေးအတွက်မေလ1ရက်တွင်ရန်ကုန်အဝေးတွင်တက္ကသိုလ်မှာ အခြားနည်းပြနားနေတူတဲ့မိတိလာတက္ကသိုလ်တို့ရောက်ရှိလာခဲ့ပြီးမေလ2ရက်မှစတင်ကအာထကနှစ်ပျော်ပွဲ၌တင် जा ပို့ချမှုများဆောင်ရွက်ခဲ့ကြောင်းသိရတယ်။မေလ9ရက်9:45ခန့်တွင်တော်ဝင်းအောင်မိမိတော်ဝင်းအောင်မိတိလာတက္ကသိုလ်မှပျော်ပွဲမျိုးစုံမထွက်ခွာမီ၎င်း၏မိတ်ဆွေများနှင့်တွေ့ဆုံရန်ဟုသောအကြောင်းပြချက်နဲ့အဖွဲ့ခေါင်းဆောင်ဖြစ်သူဒေါ်မူမူအေးထံဖုံးပြင့်ခွင့်တိုင်ကြခဲ့တော်လဲပုံမှန်တင်တန်းစင်းချိန်အထိတာဝန်ကျနေရသူ ရောက်လာခြင်းမရှိဘဲအကြောင်းမဲ့ပြောက်ခွက်ခဲ့ကြအောင်တဲ့ထို့နောက်တာဝန်ရှိသူများမှဒေါ်ဝင်းဝင်းအောင်ထံဆက်သွယ်တော်လဲတစုံတရာဆက်သွယ်မှုမရရှိခဲ့ဘဲ27နှစ်30ခန့်တွင်တဲ့ဒေါ်ဝင်းဝင်းအောင်သားဖြစ်သူမောင်ရဲလင်းမြတ်ဟင်းဂျီမေးတို့အကျန်းဖက်အဖွဲ့အစည်းများအသုံးပြုသည့်ဟန်နှင်းစု 41@gmail.com your mind condition is okay after little check in and well freeze ဆိုပြီးတို့ပို့ခဲ့မိမိရဲ့အခြေအနေကအကောင်းအောင်ကောင်းပါတယ်တဲ့ငါတို့ နည်းနည်းပါးပါးစစ်ဆေးပြီးလို့ရှိရင်လွတ်ပေးပါမယ်ဆိုပြီးတော့အော်လွတ်လပ်သွားပါပြီဆိုပြီးတော့ဒီသတင်းပို့ခဲ့တယ်ဗောနော်ဒါကြောင့်မလို့တဲ့ဒေါ်ဝင်းအောင်ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးတော့လိုအပ်သောစုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာမိထီလာတက္ကသိုလ်ရှိ CCTV မှတ်တမ်းများအရဒေါ်ဝင်းအောင်သည်9:49အချိန်ခန့်မှာ၎င်းနေထိုင်သည့်မိထီလာတက္ကသိုလ်ကန်းကောင်ဆောင်မှ၎င်းပိုင်အသုံးဆောင်ပစ္စည်းများရှိသည့်အိတ်အသေးတစ်လုံးနှင့်အတူတက္ကသိုလ်အမတ်တိဂိမ်းမှထွက်ခွာခဲ့ကြောင်းအဲ့နောက်မှာမိထီလာတက္ကသိုလ်အနီးမှရှိတဲ့အာယုံဦးလက်ဖက်ရည်ဆိုင်မှတအူးတဲ့နန်းနက်စာစားသုံးခဲ့ပြီး ခုနှစ်နာရီခန့်မှလပိတ်ဆိုင်ရှိသူရောက်ရှိလာသောရင်အမှတ်စီစစ်စဲတိုရိုတာပါဆိုခဲရောက်မော်တော်ယာဉ်ပေါ်သို့၎င်း၏သဘောဆန္ဒဖြင့်လိုက်ပါသွားခဲ့ကြောင်းစစ်စစ်တွေ့ရှိရသည်ဟုလည်းထုတ်ပြန်ချက်တွေဖော်ပြထားတယ်။အဆိုပါဒေါ်ဝင်းဝင်းအောင်ဟာရခိုင်ပြည်နယ်စစ်တွေမျိုး၌မွေးဖွားခဲ့သည့်ရခိုင်လူမျိုးတဦးဖြစ်ပြီးသူငယ်တန်းမှဘွဲရရှိသည့်အထိရခိုင်ပြည်နယ်စစ်တွေမျိုးတွင်ပညာသင်ကြားခဲ့ကြောင်းထို့ပြင်တက္ကသိုလ်များ၌နှီးပြဆရာမအဖြစ်တာဝန်ထမ်းဆောင်မိကာလအတွင်းလည်း စစ်တပ်မြို့မှာရှိတဲ့အခြေခံပညာထက်တန်းကျောင်းအခြေခံပညာမူလာတန်းကျောင်းအချို့တွေမူလာတန်းပြအလေတန်းပြယာရုများဖြင့်တာဝန်ထမ်းဆောင်ခဲ့မှုကြောင့်စစ်စစ်တွေ့ရှိရတယ်တဲ့သတင်းစုံတမ်းဖော်ထုတ်ချက်များအရဒေါ်ဝင်းအောင်ဟာ၎င်းပျောက်ဆုံးစဉ်ကာလမတိုင်မီအေအေချမ်းဖက်တောင်းချမ်းသူအဖွဲ့နဲ့ကျိုတင်ကြံစီဆက်သွယ်မှုများရယူခဲ့ပြီးမေ9ရက်တွင်ဆလင်းကြီး PDF အချမ်းဖက်အဖွဲ့မှဇေယျမင်းထိချိတ်ဆက်ကူညီမှုဖြင့်မေတီလာမျိုးမှဆလင်းကြီးမျိုးနဲ့ကြားတက်ကြေးရွာသို့တွားရောက်ခဲ့ပြီး၎င်းမှတစင်အေအေအချမ်းဖက်တောင်းချမ်းသူအဖွဲ့မှဇော်အေးထွန်းထံသို့ဆက်လက် တွားရောက်၍ AA အကြံဖက်တောင်းကျမ်းသူအဖွဲ့အခြေပြုရာနေပြည်တော်ရှိပညာရေးဆိုင်ရာလုပ်ငန်းများ၌ပူးပေါင်းကူညီနိုင်ရေးအတွက်ကြိုတင်ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းစစ်စစ်တွေ့ရှိရတယ်တဲ့အကြံဖက်အဖွဲ့အစည်းများအနေဖြင့်ငလင်ဘေးတံကြောင့်တက္ကသိုလ်ဝင်ဂျမ်းပြန်လည်ဖြစ်ဆိုရန်အင်တိုက်အားတိုက်ကြိုးပမ်းပြင်ဆင်နေကြသည့်မိဘဆရာကျောင်းသားကျောင်းသူများ၏ပညာရေးတင်ကြောင်းရေးအနောက်ရှက်ဖြစ်စေရန်အတွက်လကောက်တင်ကြားရေးလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်လျက်ရှိသည့်ဆရာဆရာမများအားအကြောက်တရားဖြင့်ချင်းကြောက်လွှမ်းမိုးနိုင်ရေးအတွက်လကောက်ကြီးရွယ်၍ ဒေါ်ဝင်းအောင်နဲ့ချိတ်ဆက်ကတရင်အမှားများထုတ်လင်းဝါဒဖြန့်ချိခဲ့ခြင်းဖြစ်ကြောင်းစစ်စစ်တွေ့ရှိရသည်လို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတရင်ထုတ်ပြန်ရေးဖွဲ့ကထုတ်ပြန်ထားတယ်ဆိုပြီးတော့ဒီလိုမျိုးဖော်ပြထားတာပေါ့နော်တရင်မှာအဲ့တော့ဒါတွေကအမှန်လေးတစ်ခုပေါ့နော်ဒီဆီယာမပျောက်သွားတာကအမှန်ဒါပေမဲ့ဒီပေါ်မှာ PDF ကပဲပြန်ပေးဆွဲပြောရမယ့် PDF ကပြန်ပေးဆွဲသွားတယ်လို့ဒီလိုသုံးတာဘာကြောင့်လဲဆိုတော့ဟာဒီနိုင်ငံတော်အစိုးရဟာကျောင်းဆရာဆရာမတွေရဲ့လုံခြုံရေးကိုမယူနိုင်ဘူးပေါ့ဘာညာပေါ့ဗျာဒီလိုဘယ်လိုခေါ်မလဲ ရလက်ကိုပြည်သူလူထုကြားမှာဖြန့်ဝေခြင်းလို့အဲ့ဒီလိုမျိုးလုပ်တာတကယ်တကယ်သူကဒီဘက်ကလည်းပြောရမှာတက်ကဒီတက်မှာရှိတဲ့လုံခြုံရေးဖွဲ့စည်းတွေကလည်းသူတို့ပုံသဏ္ဍာန်မျိုးမျိုးနဲ့တိတ်ခါချခံရတာများလာတဲ့ခါကျတော့သူတို့ကလည်းတချို့ကိစ္စတွေမှာချက်ချင်းတရင်ထုံးမပြောင်းဘူးဆိုအဲ့အချိန်မှာတို့လေးလာရတယ်ပြန်ပြန်ပြီးပြန်စီစစ်ရတော့ပြန်စီစစ်တဲ့အခါမှာဒါတော့တွေ့ရအောင်နော်အဲ့တော့တို့ကဒါကိုထုတ်ပြန်တယ်လို့ကျွန်တော်တို့ပြောချင်တယ်အဲ့တော့ဒါတွေကပြောရရင်ဗျာဒီချမ်းဖက်ကိစ္စရည်နဲ့ပတ်သက်တဲ့သတင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောချင်တာလက်ရှိအနေထားမှာမြန်မာနိုင်ငံဟာ ပုံစံမျိုးမျိုးနဲ့အကျံဖက်ခံနေရတယ်ဖြစ်တယ်အဲ့တော့အကျံဖက်သမားတွေနဲ့ပတ်သက်လို့သတင်းတွေရရှိရင်တာဝန်ရှိသူတွေကိုပဲပို့ရမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ထားပါကျွန်တော်တို့သတင်းဌာနတွေကအဲ့ဒီသတင်းတွေရခဲ့ရင်လေကျွန်တော်တို့ကပြန်စစ်ဆေးပြီးမှကျွန်တော်တို့ကပြည်သူလူထုကိုချပြဖို့လိုအပ်တယ်။ဘာကြောင့်လဲကျွန်တော်တို့သတင်းတစ်ခုမှားသွားရင်ဒီသတင်းဟာအချို့ရလက်ဟာအမျိုးမျိုးဖြစ်သွားနိုင်တယ်။ပြောင်းပြန်ပြန်ဖြစ်သွားနိုင်တယ်။ဟာလာပြီးခဲ့တဲ့ရက်ပိုင်းကဆိုလို့ရှိရင်ဟာလာရန်ကုန်မန္တလေးလမ်းပေါ်ကိုဟာလာဒီနေပြော်နဲ့မန္တလေးလမ်းပေါ်ကိုဘယ်သူတွေတက်လာတယ်ဘယ်ဝါတွေတက်လာတယ်ဆိုပြီးတော့တချို့လူပုဂ္ဂိုလ်တွေပြောနေကြတယ်ရှိတယ်။ဒါမဲ့ဒီဘောမှာတက်တည်တာကဘာမှမပြနိုင်ဘူး။ ကျွန်တော်ပြောချင်တာအကယ်၍တကယ်တက်လာခဲ့တယ်ဆိုရင်ဒီကိစ္စတွေကတာဝန်ရှိတဲ့သူတွေဆောင်တည်ပြပို့အောင်မယ်လိုင်းပေါ်မှာတက်အော်ရတဲ့ဘာဖြစ်လဲဆိုတော့ကားဆရာတွေခရီးသွားတဲ့လူတွေ panic ဖြစ်တယ်ကြောက်တယ်ဒီနေရာကို PDF တွေများတက်လာတာဘာဖြစ်တယ်အားလုံးမသွားတော့ဘူးလို့ပေါ့ဒီလိုနေဖြစ်ကုန်ကြတယ်လို့ကျွန်တော်ကြားတယ်အဲ့တော့ဒီတည်င်းတွေဟာတက်မလို့နဲ့လုံခြုံရေးတပ်ဖွဲ့တွေကိုဘယ်လိုခေါ်မလဲပို့ရမယ်တည်င်းတွေလောက်တယ်မလို့လားသူတို့တောင်းရင်အာမေအောင်တိုင်းပေါ်မှာတက်အော်မှာလောက်တယ်ဆိုတော့ဒီအဆွဲကြီးကိုကျွန်တော်တို့ကလည်းဖြောက်ရလိမ့်မယ် ်နော်ဒီဟာလာဒီအစိုးရဟာလိုင်းပေါ်မှာတက်အောင်မအလုပ်လုပ်တဲ့ကောင်တွေကြီးပဲလို့ဒီစစ်တုံးစစ်တပ်မှာရှိတဲ့လူတွေဟာလိုင်းပေါ်မှာတက်အောင်မအလုပ်လုပ်တဲ့လူတွေကြီးပဲလို့ဆိုတဲ့ concept ဒီဟိုနင်းကိုအတွေးခေါ်ကျွန်တော်တို့ဖျောက်ရလိမ့်မယ်ဒါကလည်းဝန်ထမ်းတွေဘက်မှာလည်းလိုအပ်သလိုဟလာဒီအုပ်ချုပ်ရန်တွေဘက်မှာလည်းလိုအပ်သလိုတစ်ဖက်မှာရှိတဲ့ပြည်သူလူထုဘက်ကလည်းလိုအပ်တယ်ပြည်သူလူထုကလက်ရှိအနေအထားမှာတို့ဘလို့တဖြည်းဖြည်းနဲ့တို့အတွေးမှာဘလို့ပေါ်လာလဲဆိုတော့အာငါတို့တွေဒီကိစ္စဟာလိုင်းပေါ်မှာမမအော်ရင်ဒီအစိုးရကလုံမှာမဟုတ်ဘူးသူပေါ်လာတယ်ဒီလိုတွေးကြတယ်ဒါမှမဟုတ်ပါဘူးအစိုးရအနေနဲ့ လောက်ကဲဆောင်ရနေရတယ်အများကြီးရှိပါတယ်ဒါပေမဲ့တချို့ကိစ္စတွေဥမာတက်မလို့မှရှိရလို့ဆိုကျွန်တော်တို့သိတဲ့လောက်ဆိုဘိုလ်ချုပ်တွေအများကြီးဖြုတ်တယ်ဘိုလ်ချုပ်တွေအများကြီးဖြုတ်တယ်တချို့အရာရှိတွေပေါ့နော်အရာရှိငယ်ပေါ့ပြောရရင်ဘိုလ်ကြီးကနေပြီးတော့ဘုံမူကြီးလောက်အထိပေါ့တော်တော်များများအေးအေးပြလိုက်တာတွေရှိတယ်ဒါတွေကတက်မလို့နဲ့ပတ်သက်တဲ့အေးအေးယူတာတွေဖြစ်တဲ့အတွက်ပြည်သူလူထုကိုကျွန်တော်တို့ကဒီတက်မလို့အနေနဲ့ချပြမှာမဟုတ်ဘူးချပြခွင့်လည်းမရှိဘူးနော်အဲ့မှာပြီးခဲ့တဲ့တပတ်လောက်ကကျွန်တော်ဒီပြောရအောင်နော်အရာရှိအရာရှိကြီးပဲပြောချပါဦးဗျာဒီဘုံမူကြီးတယောက်ရဲ့မိဘတယောက်ကျွန်တော်ဆက်တယ် ော်ကျွန်တော်များများကကျွန်တော်တို့ဒီတက်မတော်မှာရှိတဲ့ရာရှိကြီးငယ်တွေနဲ့ပတ်သက်တဲ့လူတွေကကျွန်တော်တတင်းတွေကိုကြည့်ရများတော့ဗောနော်ကျွန်တော် fair ဖြစ်တယ်ဆိုပြီးထားပါတော့အဲ့တော့အဲ့လိုအနေဖြစ်တဲ့ခါကျတော့ဘာပြောလဲဆိုတော့ comment အားတဲ့တက်မတော်မှာအဲ့တက်မတော်ဆိုတာကစီကံကအဓိကပဲဗျာလက်နက်ကင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက်စီကံကအဓိကပဲတဲ့ကျွန်တော်သားကအဲ့တဲ့ဒီသူတို့ပြောရရင်တော့ DSC ចောင်းအောင်စားပြီးအခုလက်ရှိဒီသူဒုဗိုလ်မကြီးတောင်းထမ်းဆောင်နေဗောနော်စီကံကိုစီကံနဲ့ပတ်သက်ရင်ကျွန်တော်ကငယ်ငယ်လေးတည်းကကျွန်တော်ခွင့်မလုပ်ဘူးဗျာ တော့ဘာဖြစ်လဲဆိုတော့တက်မာကြတော့လေဒီကောင်လေးတို့အနေနဲ့နေပြော်တယ်ပေါ့လေဒါကျွန်တော်တို့နေပြော်တယ်ဟုတ်လားတက်မာကစီကန်းနဲ့ပတ်သက်လို့လုံးဝလက်မခံဒီလက်ရှိဘုရုံမူကြီးလက်ထက်မှာပိုဆိုးလာတယ်စီကန်းနဲ့ပတ်သက်လို့แน่แน่လေးမှချိုးဖောက်တယ်လက်မခံတက်နဲ့ပတ်သက်လို့အေးတခုတော့ရှိတယ်မတရားသားတွေဖြစ်တဲ့အတွက်တချို့ဟာတွေကတော့ဘလို့ခေါ်မလဲအောက်ချိန်မှနေပြီးသွားတာမျိုးတွေရှိရင်ရှိလိမ့်ဒါမဲ့အတော်များများ69တသမ99ရာခိုင်နှုန်းကတက်နဲ့ပတ်သက်ရင်တိုင် င်ရင်တေချာပေါက်အရေးယူတယ်တိုင်ဆိုတာဒီလို online နဲ့ organize နေအောင်မဟုတ်ဘူးကျွန်တော်ပြောတာကျွန်တော်တို့လည်းတချို့တွေပြောပါတယ် online နဲ့ organize မဟုတ်ဘူးကျွန်တော်တို့ဒါကျွန်တော်တို့ကနိုင်ငံတော်ဟုတ်လားနိုင်ငံတော်နဲ့နိုင်ငံသားတွေအတွက်လုပ်နေတာဖြစ်တဲ့အတွက်တချို့ကိစ္စတွေမှာနိုင်ငံတော်နဲ့နိုင်ငံသားတွေ panic စိုးရုံစိုးရုံထိတ်လန့်သွားမယ်ဟာမျိုးတော့မလုပ်ဘူးဆိုကျွန်တော်တို့အောက်ကနေပို့ပြီးတဲ့တင်နေရှိပါတယ်မထားပါတော့အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့မှာ तू က तू ကဘာပြောလဲဆိုတော့တခါတလေကြောက်လို့ရှိရင်မလို့ဒီတက်ချုပ်ကြီးအနေနဲ့စီကန်းကိုတင်းကျပ်လုံးလို့တော့တချို့အရာရှိတွေကဟိုဘယ်လိုခေါ်မလဲတော်တော်လေးပြောတယ်ဗောဘာကြောင့်လဲဆိုတော့ တပွင့်နှစ်ပွင့်သုံးပွင့်ရနေပြီးတော့ဗိုလ်မှူးကြီးဖြစ်ဖို့အတွက်ကနိုင်ငံတော်ကအတယောက်ချင်းစီအတွက်နိုင်ငံတော်ကအချိန်တွေငွေတွေအများကြီးပေးဆက်လိုက်ရတယ်။နောက်သူတို့ရဲ့တအူးချင်းစီရဲ့ဘူးတုဒ္ဒနဲ့ပညာအရေးချင်းတွေရှိတယ်။အများကြီးနိုင်ငံတော်ကသူတို့အတွက်ရင်းနှီးပြီးတိဆောက်လာတာ။အရာရှိတယောက်ကနေအရာရှိကြီးဖြစ်လာဖို့အတွက်ဒါပေမဲ့တချို့ဟာတွေမှာထားပါတော့စိုက်ကယ်အုပ်ထုတ်မဆောင်လို့ဆိုပြီးတော့ဗိုလ်မှူးကြီးတွေကိုတခါလဲစစ်စည်းကနေအရေးယူလိုက်တာတွေရှိတယ်။ အဲ့တော့ဘုံဘူးကြီးတယောက်ဖြစ်လာပြီဆိုရင်အဲ့ဒါနိုင်ငံတော်ရဲ့သူကရွှေလုံးရွှေလည်းဖြစ်နေပြီ။ဘာကြောင့်လဲ?သူရဲ့အတွေ့အကြုံတွေ၊သူ့ရဲ့အတွေ့အခေါ်တွေ၊သူပညာသင်ကြားလာခဲ့ရတဲ့ကုန်ကျစရိတ်တွေနော်။သူတလား तू သွားလာနေထိုင်ခဲ့ရတဲ့ကုန်ကျစရိတ်တွေဒါတွေကလုံးကနိုင်ငံတော်ကဈေးနဲ့သွားကြလာကြတာပေါ့နော်။အဲ့တော့ तू ကနိုင်ငံတော်မှာရှိတဲ့ပြောရရင်ဟိုဘယ်လိုခေါ်မလဲ well train လုပ်ထားတဲ့လူတယောက်ပေါ့။ဒီလိုလူတယောက်ကိုဥမာအပြင်စီကတ်ဖောက်တာမှန်တယ်။မှန်တယ်ဆိုင်ကယ်အုပ်ထုတ်မဆောင်မှန်တယ်။ဒါပေမဲ့ဆိုင်ကယ်အုပ်ထုတ်မဆောင်တာလောင်းတဲ့ တောင်ရရဆိုင်နာတို့ဘာကိုကြောက်တော့တိုက်မိနာတော့ဗောနော်တိုက်မိနာတော့အဲဒါမျိုးလေးတွေလည်းပြားတဲ့ဟိုခင်ဗျားတို့ဇာပြောလို့နေနားနားပေါက်တာဘာညာသူတို့ဒီလိုပြောတယ်ကျွန်တော်တို့ပြောတာလည်းမဟုတ်ပါဘူးဒီလိုမဟုတ်ပါဘူးကျွန်တော်တို့ပြောတိုင်းလည်းနားမပေါက်ပါဘူးဒါပေမဲ့တချို့ဟာလေးတွေကျွန်တော်တို့က reasonable လေးတွေနဲ့ပြောတာလေးတွေကြတော့တချို့ကဟိုဘယ်လိုခေါ်မလဲကျွန်တော် blame လုပ်တာမဟုတ်လေ blame လုပ်တာမဟုတ်ဒါလေးတွေကဒီလိုရှိနိုင်တယ်ဆိုတာလေးတွေပြောတဲ့ခါကျတော့တို့လည်းကြားရင်ကြားမအောင်စသည်ပြောအဲ့တော့ကျွန်တော်တို့ကတချို့ကိစ္စတွေမှာဟုတ်လားဒီတက်မလို့အရာရှိတယောက်ဖြစ်လာဘူးဆိုတာ ျွန်တော်နိုင်ငံမှာအခုဆိုပို့ပြီးတော့မလွယ်ဘူးပေါ့ဗျာနော်မလွယ်ဘူးအဲ့တော့စီးစနစ်ကောင်းတာစီကံကောင်းတာကောင်းတယ်နော်ဥပဒေနဲ့အညီနေထိုင်ခိုင်းတာကောင်းတယ်တော့ကျွန်တော်တို့ကဘုရားဘာသာတွေလေဘုရားဘာသာဖြစ်တယ်လေကျွန်တော်တို့ကမစ္စိမပရိပရာအလေလောက်ကိုသွားရမယ်ဘယ်ဘက်အစွန်းမှာဥပမာဖြင့်အချိုအစွန်းရောက်သွားရင်လည်းမကောင်းအခါအစွန်းရောက်သွားရင်လည်းမကောင်းအချိုနဲ့အခါလေးကြားကဘုရားလို့ကောင်းတယ်လက်ရှိအနေထားမှာလက်ရှိဘုရားမူကြီးမြောင်းလိုက်တက်လာပြီးနောက်ပိုင်းမှာစစ်စည်းကောင်းကိုအရန်တင်းကျပ်လုံးတဲ့အခါကျတော့ ကျုပ်အရာရှိငယ်တွေအရာရှိကြီးတွေမှာကျုပ်ကိစ္စတွေမှာနေရာထိုင်ရအတော်ကြက်တိုင်လည်းရှိတော့ဒါကပြောရင်ကျွန်တော်ပြည်သူတွေတော့ကောင်းတော့ဗျာဟုတ်တယ်မလားတက်ကအရာရှိတွေဘာတွေအကုန်လုံးကိုစီကံအတိုင်းတော့အာပီးလားစီကံပေါက်ပြတယ်ဖြုတ်ပလိုက်ပြည်သူတက်ကတော့ဟလာကောင်းတော့ဗောသူတို့တွေပြည်သူကြားမှာဒီလိုစီကံမချိုးဖောက်ရဲဘူးဗောဒါမဲ့တက်မတော်နဲ့နိုင်ငံတော်အတွက်ကြတော့ဟိုတချို့ဟာတွေမှာနစ်နာတာဗောနစ်နာဒီလိုပြောတာဒီလိုပြောတာနော်အဲ့တော့အဓိကအဖြစ်ကျွန်တော်ပြောချင်တာဘာလဲဆိုတော့တက်က ကျွန်တော်တို့ဟုတ်လားဒီတက်မတော်အနေနဲ့ဒီသတင်းထုတ်ပြန်ရေးအဖွဲ့တွေဘာအနေနဲ့ပဲဖြစ်ဖြစ်ပေါ့နော်တို့အနေနဲ့မဟုတ်တဲ့သတင်းကိုမထုတ်ရဲဘူးသတင်းတကူကိုထုတ်ပြန်မယ်ဆိုရင်လဲစနစ်တကျလေးလာဆောင်ရင်းများထုတ်ပြန်တယ်နောက်တစ်ခုကဆိုရှယ်မီဒီယာခေဖြစ်တဲ့အတွက်ကျွန်တော်တို့ကသတင်းတွေဟာ fake news တို့ fabricated news တို့ကိုပြည်သူလူထုအနေနဲ့သတိပြုဖို့လိုတယ်သတင်းတမုတ်ကြားလိုက်တာနဲ့အရန်ကြောက်ဖို့မလိုသလိုအရန်လဲဝမ်းသာဖို့မလိုသတိထားဖို့လိုတာအဓိကအပြင်အကြပ်ဖက်တမားနဲ့ပတ်သက်တဲ့သတင်းတွေတို့အဓိကသတိထားဖို့လိုတာအဲ့လိုပဲ အကြက်ဘက်သမားတွေရဲ့လှုပ်ရှားမှုနဲ့ပတ်သက်တဲ့သတင်းတွေရရှိပြီဆိုလို့ရှိရင်လေအဓိကအားဖြင့်တော့ကျွန်တော်တို့ကတောင်ရှိသူတွေကိုပို့သေးခြင်းနဲ့တောင်ရှိသူတွေကိုပို့လိုက်ရင်တောင်ရှိသူတွေအနေနဲ့ဒီကိစ္စကိုအရှင်မယူလို့မရအောင်နော်အရှင်မယူလို့မရအောင်အဲ့တော့လိုင်းပေါ်မှာပြောလိုက်တဲ့အခါကျဘာဖြစ်လဲဆိုတော့ဒီ data မှာသွာလာနေတဲ့လူတွေအနေနဲ့ကြောက်လန့်တာတွေဆိုးရွံ့တာတွေဒါမျိုးတွေဖြစ်တယ်ကျွန်တော်တို့ပြောရရင်နိုင်ငံတော်အတွက်ရလက်မကောင်းဘူးပေါ့နော်ဒါမျိုးပြောချင်တယ်ဒါကျွန်တော်တို့ကလက်ရှိ social media ခေတ်ကြီးမှာဟိုဖြစ်နေတဲ့အခင်းကျင်းတွေကျွန်တော်တို့ပြောပြတာပေါ့နော်